ီကျိုးကျိုးစုတွေကဈေးကြီးပေးပြီးဝယ်ရတဲ့ဓာတ်မြင့်ဩဇာတော်မှမပါတဲ့အတွက်ကြောင့်အ내ရောင်ရွှေဒါမှမဟုတ်ရွှေနဲ့လူတင်စားခေါ်ကြတာပဲဖြစ်ပါတယ်မင်္ဂလာပါအစိမ်းအောင်လန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အစိမ်းအောင်လန်ကဦးကြီးတို့အတွက်ညည်စည်းပုံတစ်ခုအတွက်အရေးပါတဲ့လှုပ်ဝှက်ချက်အကြောင်းကိုဖော်ပြပြချင်ပါတယ် တစ်ခါတလေမှညီဆွေးမပြန်ရပြီတစ်ခါတလေမှတော်တော်နဲ့မဆွေးပဲနောက်ထပ်မပုံချင်လောက်အောင်မျိုးစိတ်ပြတ်သွားကြတာမျိုးဦးကြီးတို့ကြုံမှုကြမှာပါဒါဆိုရင်တော့ဘာတွေကအရေးကြီးလဲဆိုတာကြည့်လိုက်ကြအောင်ပါပထမအောင်ဆုံးချက်ကတော့ကာဗွန်နိုက်ထရိုဂျင်အချို့ပါညီဆွေးပုံတဲ့အခါမှာနားလည်ရဖို့လိုတာကတော့ညီဆွေးရဲ့ဖြစ်စဉ်အမှုစီဝါတရှိဦး နားလည်ရမှာပါဒီတက်ရှိလေးတွေကနေဆွေးတဲ့ဖြစ်စဉ်ကိုအဆအဆုံးလောက်ဆောင်ပြီးတာပါတက်ရှိဖြစ်တဲ့အတွက်အရှင်းတန်ဖို့အစားစားလိုပါတယ်နေဆွေးပုံမှာထည့်လိုက်တဲ့အရာတွေအားလုံးကသူတို့တို့အစားစားပါဆိုတော့အစားစာမှာသူတို့ရှင်းတမ်းဖို့အတွက်အမေဆုံးဖို့နှစ်ခုလိုအပ်ပါတယ်ပထမတစ်ခုကကာဗွန်လို့ခေါ်တဲ့သူတို့ရဲ့အထူးအစားစာပါလူတွေနဲ့ပြောမှဆိုရင်တော့ထမင်းပေါ့နောက်တစ်ခုကတော့နိုက်ထရိုဂျင်အိုင်အတွက်ပရိုတင်းပြတာမျိုးပါ လူတွေနဲ့ရှင်ရင်တော့အသားဟင်းပေါ့ဒီနှစ်ခုကိုအချိုးကျကျထည့်ပေးဖို့လိုပါတယ်။ပညာရှင်တွေဆက်သက်မှုအရာအကောင်းဆုံးအစ်တော်ဆုံးအချိုးက30အချိုးတက်ပါတဲ့။ကာဗွန်30ပုံရင်နိုက်ထရိုဂျင်တစ်ပုံထည့်ပေးရမယ်ဆိုတာမျိုးပြောတာပါ။ကာဗွန်အချိုးအရင်ညှင့်သွားရင်ဆွေးဖို့အချိန်ကြမယ်။ညံအောင်လို့နိုက်ထရိုဂျင်အချိုးအရင်ညှင့်လိုက်ရင်လေအနတ်သက်တွေမကောင်းတော့ပဲပုတ်လာတာမျိုးဖြစ်တတ်ပါတယ်။ကာဗွန်နဲ့နိုက်ထရိုဂျင်ကိုအလွယ်ပြောရမယ်ဆိုလို့ရှိရင်အညူရောင်နဲ့အဆိုင်ရောင်တို့သတ်မှတ်လို့ရနိုင်ပါတယ်။အညူရောင်ဆိုတာကတိရွတ်6ဒူးကောက်ယူ6ဒူးပါ။ အစိမ်းရောင်ဆိုတာကအရွက်စုအပင်စုတွေပါ။နောက်နိုက်ထရိုဂျင်မျက်နှာတွေကတော့ချက်ချီ၊နွားချီလိုလည်းထည့်ပြီးလို့ရပါတယ်။အမေရိကန်ကလာသိပေးတဲ့သင်တန်းတစ်ခုမှာနိုက်ထရိုဂျင်ဘုံဆိုပြီးတော့ညီစုရဲ့အလဲတတဲကိုအသားတုံးကြီးထည့်ပေးလိုက်ပါတယ်။ကိုရီရှိမှာရှိတဲ့ချက်သေးလိုလည်းအလဲပေါ်မှာထားပြီးတော့ထည့်လို့ရပါတယ်။အညိုနဲ့အစိမ်းကိုတလဲစီတော့ထည့်ပေးဖို့လုပ်ပါတယ်။ဘာလို့ဆို30အချို့တက်ကအရန်ကိုအရေးကြီးတဲ့အတွက်ကြောင့်ပါ။ နံပါတ်1ချက်ကတော့အမှုစီဝါသက်ရှိပဲဖြစ်ပါတယ်။အပေါ်မှာပြောခဲ့သလိုအမှုစီဝါတွေကမြေဆွေးရေးလုပ်ငန်းစဉ်ရဲ့အဓိကဆက်ဆောင်တွေပါ။သူ့ကိုထည့်ပေးဖို့အတွက်အသက်သုံးအီးရန်ဖြော်ရည်ကိုထည့်လို့ရပါတယ်။ဒါမရနိုင်ဘူးဆိုလို့ရှိရင်လည်းအရင်လောက်ထားတဲ့မြေဆွေးအပေါ်ရန်ကြီးစားတာတွေကိုထည့်ပေးနိုင်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့အဆိုးဓာတ်ပါအဆိုးဓာတ်ကလည်းတက်ရှိွေအနုစီဝအသက်ရှင်နေမှုအတွက်နဲ့ဆွေးမြေးနေဖြစ်စေအတွက်အရေးကြီးပါတယ်အထင်းမှရှိတဲ့အဆိုးဓာတ်ကမချို့မဆိုလုံးမချောက်လုံးအနေထားဖြစ်ဖို့တော့လိုပါတယ်၆တွေ့ရရာဒီမှာရေလောင်းပေးဖို့လိုသလိုမိုးရတီလိုမျိုးမှာမိုးရေမဝင်အောင်အပေါ်ကနေအုပ်ထားပေးဖို့လည်းလိုပါတယ်။နောက်ဆုံးတစ်ချက်ကတော့အပေါ်အောက်လှန်ပေးဖို့အရေးကြီးပါတယ်။ညီဆွေးပုံပြီးဒီတိုင်းပြထားလိုက်ရုံနဲ့တလ၃၆လောက်ဆိုလို့ရှိရင်ညီဆွေးရပြီလို့ မတတ်မှတ်နိုင်ပါဘူး။ဒီစီဖြစ်စမှာအပူတွေထွက်လာတတ်ပါတယ်။အပူရမ်းလွန်ခဲ့သွားရင်မနုစီဘွားပိုးတွေလုံငန်းစင်တွေနှိမ့်ကုန်ပါတယ်။ဒါကြောင့်ညီဆွေးပုံကနှစ်လတစ်ခါဖြစ်ဖြစ်တစ်လတစ်ခါဖြစ်ဖြစ်အထက်အောက်လှန်ပေးတာအစိုးတက်နေနေရေလောင်းပေးတာဆွေးမိလာတဲ့လက္ခဏာမပြရင်အသင့်သော EM IMO အဲ့လိုမျိုးတွေထည့်ပြီးပြီးတော့လုံဆောင်လို့ရပါတယ်။ နိုင်ငံတကာမှာတော့ဒီလိုလုပ်ပြီးရလာတဲ့မြေဆွေးကိုရွှေနဲ့လို့တင်စားခေါ်ကြပါတယ်။အကြောင်းကတော့ဒီလိုလုပ်ပြီးရလာတဲ့မြေဆွေးကအာရဒတ်တွေကျွေးဝါရောက်တာမကအပင်အတော့မြေကြီးအတော့နောက်ထပ်ယောဂပူမွားတွေကိုတိုက်ထုတ်ပေးနိုင်တဲ့အကျိုးပြုအမှုစီဝါပူပြီးပြန်ထည့်ရလဲရောက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မြေကြီးရဲ့ဖွဲ့စည်းပုံကိုလည်းကောင်းမွန်စေတယ်။အဆူဓာတ်ကိုလည်းထိမ့်ပေးတဲ့သစ်ဆွေးတွေလည်းထည့်ရရောက်ပါတယ်။ဒီကျိုးကျိုးစုတွေကဈေးကြီးပေးပြီးဝယ်ရတဲ့ဓာတ်မြေဩဇာတော်မှမပါတဲ့အတွက်ကြောင့် အနက်ရောင်ရွှေဒါမှမဟုတ်ရွှေနဲ့လူတင်စားခေါ်ရကြတာပဲဖြစ်ပါတယ်။ဆိုတော့တောင်သူများအားလုံးယတနာရွှေနဲ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့စိတ်ရောင်းကစုမကောင်းတောင်းပေးလိုက်ပါတယ်။